ောရှင်းသားနေနဲ့တို့ပါရဒီနေ့ရှင်းသားနေနဲ့တို့လိုက်ဟောဟောဟောဝဲအဲကျွန်တော်ကဒီရေပိကိစ္စရေးယူတာကျော်ကျော်သူကိုရဲကနေပြီးတော့ကျွန်တော်တို့ပကုတ်ကူရောင်းဘက်မှာကျွန်တော်လုတ်ခဲ့တယ်လုတ်ခဲ့ပြီးတော့ဒီရောင်းပြန်လာတဲ့ခါကျတော့ဒီ ARV ဂျိုင်းဘက်မှာပါဒီနိုင်ကူညီမှုသိန်းရန်ကုန်နဲ့ကလည်းလုတ်နေပြီပေါ့လေလုတ်နေတဲ့အချိန်မှာကျွန်တော်ကဘာတွေတွေ့လဲဆိုဒီလမ်းစုံလမ်းကွာတွေ V point နေမှာဆိုရင်ဒါဖလားတွေနဲ့ငွေလူခန္ဓာတွေ ဒါဒီတွေ့ရတွေ့ရတော့ကျွန်တော်ကတကယ်ဟိုဒီညောင်းဘက်မှာကျွန်တော်တို့ကယ်ဆယ်ရေးသွားတဲ့အချိန်ကြတော့ဒီကယ်ဆယ်ရေးပစ္စည်းတွေလှူတာလဲလှူတာပဲသို့တော့ခေါက်ဆွဲကြော်တို့ဂျာဆန်ကြော်တို့ဒီဒုက္ခတွေမိဘပြည်သူတွေရတကယ်ဟိုအားရပါစားတာကိုတွေ့ရတယ်အဲ့တော့ဒီအားမျိုးကိုကျွန်တော်လုတ်ပေးခြင်းနဲ့ဆန္ဒရှိရတဲ့အတွက်ဒီနေ့ဒီသီးမင်္ဂလာဈေးမှာကျွန်တော်တို့ဟင်းသီးဟင်းရွက်တွေလာအလှူခံတယ်ငွေကြေးလုံးဝအလှူမခံပါဘူးဟင်းသီးရွက်တွေကျွန်တော်တို့ ီ ARV တိုင်းဘက်ကိုမြောင်ချန်ငင်းဘက်ကိုတဲသွားမယ်တဲပြီးတော့ဟိုမှာအကျော်ဆရာလေးနဲ့ကြော်လှော်ပြီးတော့ပူပူညွှိညွှိလက်လက်ဆက်ဆက်လေးကျွေးခြင်းနဲ့ဆန္ဒရှိတာနဲ့ဒါကျော်သူကြီးအောင်စပြီးအကောင့်တွေပေါ်လာပါဒီအားတော့ဒီကြိုးချင်းကာကွယ်မှုဆိုတာလုံးတင်တယ်ဥပမာဒါကျွန်တော်ဒါနှိုင်းရှင်ပြောရရင်ကျွန်တော်တို့အင်းနီနာချင်းဒီထိုင်းနိုင်ငံထိုင်းနိုင်ငံမှာဆိုရင်ဒါကျွန်တော်တို့ဒီကျွန်တော်တို့ဗာလဲဝင်းကြီးကျုပ်သက်ဆိုင်ရညီမ ဝင်းကြီးချုပ်သူတက်တဲ့နှစ်ကရေကြီးတယ်အခုနှစ်တည်းကြာတော့ဘာလို့ရေမကြီးတော့လဲဒါသူတို့ကြိုတင်ကာကွယ်မှုတွေလုပ်တဲ့အတွက်ဒီလိုပဲကျွန်တော်ကြိုတင်ကာကွယ်မှုလုပ်ဖို့ကရေကြီးတယ်ကြိုးသေးတာဒီမှာဆိုရင်ဒါရေကြီးတယ်ဆိုရင်ကြီးတယ်ကြီးပြင်မဲ့ရေကျသွားရင်အဲ့ဒီမြေကသူကရွှေဖြစ်တာ ਉਹ မှာမြေပဲစိုက်တာလို့ပါဆိုဒါလေးဒီရေကျတာနဲ့မြေလူးတဲ့အပိုင်းကြီးလည်းရှိရဲအဲ့ဒါတွေကိုလည်းစနစ်ကျအောင်တော့ဒါနိုင်ငံတော်အနေနဲ့လုပ်ပေးတင်တယ်ပေါ့လေ ရေမကြီးရင်မကြီးအောင်ဘယ်လိုကာကွယ်မလဲရေကြီးပြီးရင်ဘယ်လိုပြန်ပြီးတော့ပြိုးချောင်းမယ်ဒီဟာကိုနေရာအတီတကျပြန်ရွှေ့ပေးဖို့အရေးကြီးတယ်ဒါကိုလည်းဒေသခံအနေနဲ့ဒါလက်ခံမယ်အစိုးရနေရာရွှေ့ပေးတဲ့ဟာကိုဒါလက်ခံမှာဒါအဆင်ပြေမှာနှုတ်မဆိုရင်ဒီရေကြီးတဲ့တန်းနှစ်စင်နှစ်တိုင်းလုံဖြစ်နေမှာပဲဒုက္ခတွေကနှစ်စင်နှစ်တိုင်းဖြစ်နေမှာဒီကူညီရေးအဖွဲ့တွေကလည်းနှစ်စင်နှစ်တိုင်းကူညီရမယ့်အတိုင်းသာရှိတယ်